င်အောင်အောင်ခန့်အောင်ခန့်ဘာဖြစ်နေရလဲမင်းဘလူးစီးနေလားကျော်တဲ့ငါကျမ်းမြင့်ကိုပုတ်ခတ်ပြီးနှုတ်နေတဲ့ပြည့်အောင်ခန့်အိပ်ပြော်ကနေနိုးလာတယ်ဘာဖြစ်နေရလဲညီးတန်လို့လလောရှာရုံးကန်နေလို့ကျမ်းမြင့်ကိုပုတ်ပြီးနှုတ်လိုက်တာငါငါအိမ်မမက်နေတာငါအကျော်တို့တွေကိုယူပြီးကိုယ့်ဟာဆိုင်ကိုပြန်တော့ပို့နေတာဆိုင်မတွေ့ပဲအမက်ပုံကြီးပဲတွေ့တယ်အမက်ပုံမှာမှာ တရေကြီးကောင်နဲ့တို့ပြီးငါ့ကိုတရေကြီးကမချောင်းလန့်မဲ့စကားတွေပြောနေတာအကျော်တို့တွေကိုအမိုက်ပေါ်မှာပြစ်ခိုင်းတာနဲ့ပြစ်ချပြီးပြန်အလက်လာမှာငါ့ကိုကူညီပါငါ့ကိုကူညီပါပြောရင်အမိုက်ပေါ်မှာတရေကြီးကချမ်းနေခဲ့တာငါလည်းကြောက်ကြောက်နဲ့အိမ်ပေါ်ပြန်တက်လာခဲ့တာမတိပါဘူးကွာမင်းတို့တရေစီနေရလားလို့မင်းစိတ်ဆွဲပြီးအဲ့လိုတရေချောင်းမှတ်တာပဲအိပ်ပြောင်အိပ်ကွာအကျော်ကိစ္စမနေ့ဆိုင်ဖွင့်မှာတော့ရှင်းကြမယ်ဒါနဲ့ မကြခင်မှာနေအောင်လို့ပြန်အိပ်ပြောသွားကြတယ်။ဟာဘာလို့လဲ။နေအောင်ဒါအဲ့ရကနိုးတော့မနေ့၈နာရီချောနေပြီ။မျက်နှာတစ်ပြီလက်ပိတ်စံထွက်ပြီးဆိုကအာလူကျော်အထုံများပါတခါတည်းကွန်းရဆိုင်မှာဝင်ပြပြီးဆုံးဖြတ်ပြီးယူလာခဲ့ကြတယ်။လမ်းမော်ရောက်တော့သူတို့မြင်လိုက်ရတာကကွန်းရဆိုင်နေရာမှာအမိုက်ပုံဝင်တာတွေ့လိုက်ရတယ်။ကျော်သိန်းပါဇက်ကမင်းမင်းညကဝဲခဲ့တဲ့ဆိုင်ကတကယ်ပဲအမိုက်ပုံကြီးဖြစ်နေပါလား။ဒါဆိုတည်းဖန်ဆင်းပြီးဈေးရောက်လိုက်တာဖြစ်မယ်။ ငါတို့ဈေးထုတ်မယ်ပြောတဲ့အချိန်မှာတဆီတကောင်ငါတို့အိမ်ပေါ်မှာရှိနေလောက်တယ်။တို့ဆေးလိတ်နဲ့အမီးဝဲမယ်ကြားတာနဲ့ဈေးတန်ပန်ဆင်းပြီးလမ်းထဲကလာပစ်ထားတဲ့ရက်လွန်အပုတ်တိုးတွေကိုရောင်းလိုက်တာဖြစ်မယ်။အေးဖြစ်နိုင်တယ်။ငါညကပြေးလိုက်တဲ့ပတ်စံအမတ်ပေါ်မှာရှိနေလောက်တည်တယ်။တွတ်ကြည့်မယ်။ညကမဲအိမ်မှာကလည်းထူးဆန်းတယ်။အမတ်ပေါ်ကိုရောက်တာပြီးတည်ရဲနဲ့တွေ့လိုက်ကြတယ်တော်တော်ထူးဆန်းနေတယ်။ကြော်သိန်းနဲ့အောင်းခန့်တို့နှစ်ပေခန့်အမြင့်ရှိအမတ်ပေါ်မှာပတ်စံတထောင်တွေ့လို့တွေ့ညာရှားနေကြတယ်။ ဟဲ့တငယ်တွေဘာပြောက်လို့လဲပတ်စံတထောင်နဲ့တရရှိမလားလို့ရှာနေတာပါအဖပတ်စံတော့ရှိမလားကွာပတ်စံဆိုပလင်းခွန်နဲ့ရှာနေတဲ့ကလေးရသွားရောပေါ့ညာကဒီအမိုက်ပေါ်မရှိဘူးခွန်ရဆိုင်ဖြစ်နေလို့တထောင်နဲ့ပြီးပြီးဝဲလိုက်မိတာဝဲတဲ့မှုတ်ကြီးကမှုတ်တက်တည်ကြီးပဲအဖဒီမင်းနဲ့အဲ့ဒီအထုပ်တွေကိုလဲမယ်ဆိုပြီးလာတာဆိုင်ကမရှိဘူးအမိုက်ပုံဖြစ်နေတယ်မင်းတို့ မကြီးတေးရဲ့နဲ့ဆုံးလိုက်တာဖြစ်မယ်။မင်းတို့မကြီးကြောင့်မသိသေးဘူးလား။မသိဘူးပါ။ကျွန်တော်တို့ကမနေ့ကမဟိုအိမ်ကိုပြောင်းလာကြတာ။အဲ့ဒီအိမ်ကိုပြောင်းလာတော့ဘာသူချသေးတော့။ဟာအိမ်မြောင်ပြီးတဲ့တငယ်ချင်းတွေကိုတွေ့မဲ့ဝတ်သားဟင်းနဲ့ချက်သားဟင်းတွေတငယ်ချင်းတွေကမစားတော့တယ်သူတို့မများကျန်းနေတာ။ညစာစားမလို့တော့ဖွင့်တော့ဟင်းနဲ့မျိုးတော့တစ်ဖက်မှမရှိတော့။နောက်ပြီးညာ7နှစ်တော့အိမ်မတက်ပြီးဥရီခွက်တွေကိုရှော့ပြနေတာ။ ူးစိတ်ကြိုက်လုတ်ပြီးအိမ်ပေါ်ကဆင်းသွားတာပဲအေးငါ့တူတော့ငှားနေတဲ့အိမ်ကိုအစောဆုံးငှားနေကြတာမကြီးတို့မိသားစုပဲမကြီးကဒီခြံထောက်မှာကိုယ်ဝန်ဆိုင်နဲ့ဖွင့်ပြီးရောင်းနေတာလွန်ခဲ့တဲ့9လလောက်က39ကာကြီးကမှရံပွဲဖြစ်တယ်ကိုယ်ရပစ္စည်းတွေဝေးပြန်လာတဲ့မကြီးကကားကြီးမှဆင်းပြီးအိမ်တက်မှပြန်မှရံပွဲကိုတွားဆက်စုနေတာဒါကရန်ကားနေတဲ့အကောင်ကဒါနဲ့မြင်းမြင်းတမျိုးကိုထိုးရင်ထွက်ပြေးတာမှတ်ကြီးကိုပါတစ်ချက်ဒါနဲ့တွတ်သွားတယ် ချက်ကောင်းထိုးမိသွားတော့အဲ့ဒီဓာရနဲ့ပဲတည်သွားတယ်။သူတည်သွားတော့ကောင်းရဆိုင်ကလည်းပြက်စီးပြီးအမတ်ပုံဖြစ်သွားတာပဲ။ဒီနေရာကအဲ့ဒီချင်းကလေးကအမတ်ပုံဖြစ်နေတာ။အစိမ့်ဒီဆိုတော့ဒီနေရာမှာလည်း၆တယ်။အိမ်မှာလည်း၆တာပဲ။နှစ်လား၃လားလောက်ဒီဆက်နေပြီးသူ့မိသားစုလည်းတရေတံမခံနိုင်လို့အင်ကိုအပ်ပြီးလိုင်းသားကိုပြောင်းသွားတယ်လို့ကြားတာပဲ။အဲ့ဒီလူတွေဆင်းသွားတော့ကျွန်တော်တို့ကိုဆက်ပြီးငှားတာပေါ့ဟုတ်လား။မဟုတ်သေးဘူး။ငါတို့လိုနဲ့အဲ့ဒီမှတ်ကြီးကိုကြားမှာ တူပြောင်းလာကြသေးတယ်။တလားလောက်ပဲနေပြီတရေချုပ်တယ်ဆိုပြီးပြောင်းတော့ကြတယ်လို့ဦးလေးလည်းကြားတာပဲ။ဒါနဲ့ဦးလေးကဘယ်မှာနေတာလဲ။မင်းတို့ကိုနောက်ကျော်ပေးထားတဲ့အိမ်ကဦးလေးတို့အိမ်ပဲ။ဦးလေးကမနှက်ဆိုလမ်းလျှောက်နေကြ။ဒီနေ့မုံမရွာသားနဲ့လမ်းလျှောက်ပြီးပြန်လာတာ။ညကဒီအမိုက်ပေါ်မှာတရေကြီးနဲ့ဆုံးလိုက်တယ်။တရေကြီးကကျွန်တော်ကိုမချောက်ပဲအကူအညီပေးပါလို့ပြောနေတာ။ငါ့ကိုကူညီလို့ရရင်ကူညီပါလို့ခဏခဏပြောနေတာ။ ငါတို့တရေနဲ့တွေ့တာမကြောက်ဘူးလားတကယ်တွေ့ရင်တော့ကြောက်တာပေါ့ညကတတိချေချာတွေ့တာကကိုင်းရဆိုင်ပေါ်မှာဈေးရောက်နေတာညာ၈နိုင်ခွဲလောက်ပဲရှိသေးတယ်အဲ့ဒါတော့လူအတိုင်းတွေ့တာတရေကတော့အိမ်မထဲမှာပဲစုံလိုက်တာအိမ်မထဲမှာကိုင်းရဆိုင်မဟုတ်တော့ပဲအခုမြင်နေအမိုက်ပုံမှာမြင်နေရတာအမိုက်ပုံမှာတရေကြီးကထိုင်းနေတာငါ့ကိုကူညီလို့ရကူညီပါလို့လည်းပြောနေသေးတယ်ဘယ်လိုကူညီရမလဲရောမမေးလိုက်ဘူးလား ကျွန်တော်လည်းကြောက်တန်နဲ့မမေးလိုက်မိဘူးနောက်ကျောင်းပြန်လှည့်ပြီးပြေးလာခဲ့တာအခုညီပေးပါလို့ပြောတဲ့အတန်ကတော့အိမ်ထဲရောက်တဲ့ဒီကိုကြားနေရတော့အိုလီအထင်ငါ့တူကိုမချောက်မလန့်ပဲအခုညီတောင်းနေဆိုတော့တေးဘွားကကျွတ်ချင်လွတ်ချင်တော့အလူအတန်လှုပ်စီချင်တာလားမသိဘူးအလူလှုပ်ပြီလို့သူတို့ကိုအမြတ်ပေးဝင်နိုင်ရင်သူတို့ကလည်းလွတ်လွတ်ချင်ချင်တာတုခေါ်မှာပဲတေးဘွားကလည်းကျွတ်သွားနိုင်တာပေါ့ဦးလေးစန္နာကတော့မင်းတို့လည်းအိမ်ပြောင်းလာတာပဲ အိမ်မှဖြစ်ဖြစ်အိမ်ကပဲဖြစ်ဖြစ်အိမ်တက်အလူလေတက်နိုင်တယ်လို့လောက်လိုက်ပါလားကားကိန်းနာမှာဘုံကြီးเจ้าနယ်လည်းရှိတယ်တုံးမဖြစ်ဖြစ်ငါးပါဖြစ်ဖြစ်ပင့်ပြီးအိမ်တက်မင်္ဂလာအလူလေလုပ်ရင်အမြပေးဝေလိုက်ပါလားကျွန်တော်အမေတို့နဲ့တိုင်မလိုက်မယ်ပါ အမြန်ဆုံးအလူလေလုပ်ပြလိုက်ပါမယ်အေးအေးအဲ့ဒီလိုလုပ်ပြလိုက်တော့ကိုယ့်အိမ်မှာနေရထိုင်ရတာစိတ်တန့်သွားတာပေါ့မကျွတ်မလွတ်သေးတဲ့တစေဝိညာဉ်တွေရှိနေကျွတ်လွတ်သွားတာပေါ့ဦးလေးကြီးလည်းစကားဆော့ဖြစ်ပြီးလမ်းထဲဝင်သွားတယ် ချော်တဲ့နဲ့အောင်ခန့်တို့လည်းပတ်စံပြောက်ကိုရှာမနေတော့ပဲလပိဆိုင်ရှိရာကိုထွက်သွားခဲ့ကြတယ်။လပိဆိုင်မှာပတ်စံရှိပြီးတကုံတော်106နဲ့တကုံအရှိပိုင်း133ရက်ွက်ကိုပြည့်စွဲ့နေတော့89လမ်းကပေါ်တက်ကအောင်ခန့်မိဘများရှိရာတို့ထွက်လာခဲ့ကြတယ်။အောင်ခန့်နဲ့သူတို့ပြောင်းရွှေ့နေထိုင်တဲ့အိမ်မှာမကျွတ်မလွတ်သေးတဲ့တရေမှတ်ကြီးကြောင့်ပြုတ်ပြလိုက်တယ်။အောင်ခန့်ရဲ့မိဘများလည်းနားလေသဘောပေါက်ပြီးတကုံတော်တို့လိုက်လာကြပြီးအလူလို့ရစီစဉ်လိုက်တော့တယ်။ဖုန်ကြီးငါးပါးပင်ပြီး အနီးနားအင်ချိုကိုဖိတ်ကာအင်တက်မင်္ဂလာအလူနဲ့အတူမကျွတ်မလွတ်သေးတော့တစီမကြီးအပါဝင်ဝင်းနေအပေါင်းတို့အမြပေးဝေပြီးတာသူခေါ်စီလိုက်တယ်။ထိုကဲ့သို့အလူလုတ်ပြီးမှကြီးကိုပင့်ဖိတ်ကာတရားနာစီခဲ့တဲ့ပြည့်တရားနာပြီးတာသူခေါ်စုံနိုင်ကကျွတ်တန်းဝင်သွားကြည်လာမသိအလူလုတ်ပြီးနောက်ပိုင်းချွတ်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 အတတ်မင်းမကြားရလေတော့